ာလီကိုဆုံးရှုံးလိုက်ရမလားမသိတဲ့အခြေအနေမှာတော့လှူဒန်းမှုတွေကိုမယံနာခဲ့တဲ့ဖတ်တီမှာပရိသတ်အချစ်တော်ဖတ်တီမှာတယောက်တာလီကိုကိုဝင်လာမစေပဲမွေးဖားခဲ့ရပြီးစီးရုံမှာအရေးပေါ်ကုသမှုတွေခံယူနေရတာဖြစ်ပါတယ်။ဘဝတစ်ချောင်းလုံးလည်းအခက်အခဲကြုံတွေ့ခဲ့သလိုအခုလည်းကိုရဲ့ရှင်သွေးလေးကိုဆုံးရှုံးလိုက်ရမလားမသိဘူးဆိုပြီးပူဆွေးတော့ကရောက်နေရရှာပါတယ်။တာလီကမွေးပြီးပြီးချင်းမှတဲ့ ကရင်950စီယုံမှာကုသမှုတွေခံယူနေရတာဖြစ်ပါတယ်။ဒါကြောင့်သားလေးရဲ့ကျန်းမာရေးဆိုးရိမ်နေရပြီးစိတ်ပင်ပန်းနေရတဲ့အချိန်မှာတော့မှဖတ်တီမာတယောက်တခြားသူတွေကိုထပ်မံပြီးလူရန်နေခဲ့တာကိုလည်းတွေ့ရပါတယ်။တကယ်တော့ဖတ်တီမာထပ်မံလူရန်ခဲ့တဲ့အမျိုးသမီးကသူမလိုမျိုးပဲစီယုံမှာကလေးမွေးပါခဲ့သူဖြစ်ပြီးကလေးလေးကိုဆုံးရှုံးလိုက်ရတယ်လို့သိရပါတယ်။မိခင်တယောက်အနေနဲ့ကိုယ့်ရဲ့ရှင်သွေးလေးကိုဆုံးရှုံးလိုက်ရတဲ့အဖြစ်ကတော်တော်လေးရှင်နာကြာကောင်းပြီ ဘလို့နာကျင်မှုနဲ့မှနိုင်ရှင်ပြလို့မရပါဘူး။ဒါကိုကိုရိုင်းခန်းစားသိရှိနေတဲ့ဖတီမာကရှင်သွေးလေးဆုံးရှုံးလိုက်ရပြီဖြစ်တဲ့အဲ့ဒီအမျိုးသမီးကိုတတ်နိုင်သမျှလူရန်ကူညီပေးကြရပဲဖြစ်ပါတယ်။ကိုရဲ့ရှင်သွေးလေးအတွက်ပူဆွေးနေရတဲ့အချိန်မှာတော့အခုလိုစေတနာအပြည့်နဲ့လူရန်နိုင်နေဆိုတာကလည်းတော်တော်လေးစားစရာကောင်းပါတယ်။ရှင်သွေးလေးဆုံးရှုံးလိုက်ရတဲ့မိခင်တယောက်ကိုကိုကျင်းစာနာတဲ့စိတ်နဲ့လူရန်ခဲ့တဲ့ဖတီမာတယောက်သူမရဲ့သားလေးအမြန်ဆုံးတက်တာလာစေဖို့ချွတ်တောင်းပေးသွားကြပါအောင်နော်